နဘာနီအချက်ကတော့စကမ်းမှာစစ်တဲ့ကျွန်တော်တို့ရဲ့ဘုံငကားတို့ဆိုကြည့်လိုက်ကျူမင်းလက်နဲ့နဲ့အာနာစင်ကိုပထမဦးဆုံးတော်လိုက်ခဲ့တဲ့ဗမာပြည်သူလူထုနော် CRBSN ညချင်းမပေါ်လာကြတဲ့ကကျူမင်းလက်နဲ့နဲ့စစ်ကောင်စီကိုပြပြသသရဲရဲတင်းတင်းရဲရဲတတကိုကန်ကျမကိုကိုဖန်တီတဲ့စကမ်းသားအညာသားဘမလူထုတွေအရန်လေစာဖို့ကောင်းတယ်အရန်ကိုမှဂုတ်ယူဖို့ကောင်းတယ်အရန်ကိုမှလည်းကျေးဇူးတင်ဖို့ကောင်းတယ်ဒါကြောင့်မို့လို့ အခု NUG ဆိုတော့သူ့ကိုကိုသူဘလန်အမျိုးသားညီညွတ်ရေးအစိုးရနော်တိုင်းရင်းသားကိုစားပြုတ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအော်မင်းအမျိုးသားညီညွတ်ရေးအစိုးရတော့မင်းဗမာအမျိုးကိုမှမင်းစီယုံမနိုင်ဘူးဟုတ်လားဟုတ်လားဘာကြောင့်စီယုံနိုင်မလဲစောက်ပြုတ်ပြီလေ NUG ဆိုတော့သူစဖွဲ့စည်းလာကြတဲ့က မာနေတာဘာကြောင့်လဲဆိုတော့အကယ်၍သူဖယ်တယ်လေနဲ့သူသွားမယ်ဆိုလို့ရှိရင်စကန်ပဲချမ်းမှာပါတော်လို့ပါလေလို့ဆိုသူဖွဲ့စည်းစစ်အကြောင်းမရှိဘူး KSS နိမနိုင်ငံရေးဒီပါနဲ့ပတ်သက်လာတဲ့အဖွဲ့စည်းပေါ်ပွားလာကြောင်း နော်နိုင်ငံရေးဖိနေတာနိုင်ငံရေးထပ်မစီတာနိုင်ငံရေးဖိပိုက်သွားတာအခု NG သွားတဲ့ Federal ဘာနဲ့တူလဲဆိုတော့ဟိုဘလောင်ဘလဲဖြစ်သွားပြီလေနော်ခိုမရတိမရလေနော်တို့ကကိုတို့အမျိုးသားညီညွတ်ရေးအစိုးရယာကြီးအစိုးရပဲရှိတည်တယ်တို့ကကိုတို့ငါမရှိမဖြစ်ဘူးငါမရှိနေလို့တဲ့သိကုန်မယ်ဆိုပြီးတော့တို့ကကိုတို့အထင်ကြီးနေကြတာနော်ဒါကြောင့်ဒီအပတ်ကြောင့်အခုလိုမျိုးတော်နိုင်ရေးတွေလဲနိုင်ငံရေးတွေလဲเนาะဟိုဘယ်လိုပြောမလဲ ဟိုမရတီမရဖိမရခေါမရဖြစ်သွားတာပေါ့နော်တို့တယ်လဲစိတ်ရမကြမ်းနဲ့အကျုပ်ပြောပြီးဘိုးချိုးထွန်များနိုင်လို့မျိုးအေးအေးလို့မျိုးပြက်ပြက်တတလောက်ပါမင်းအောင်လည်းသူများနိုင်ငံမှာအကျမ်းလာဖက်တာမဟုတ်ဘူးသူ့နိုင်ငံမှာပဲသူအကျမ်းဖက်တဲ့ဖြစ်တဲ့တော့ကြမလို့မင်းတို့ပြည်တွင်ပြက်တာမင်းတို့ရှင်းမင်းအောင်လည်းစန့်ကျင်ဘက်ဖြစ်တဲ့ဒီအန်နူးကြီးကစောက်ပေါဘလောက်ကြလဲအလောက်ကိုဘလောက်ဒီအပြောနဲ့အလောက်နဲ့ကိုက်ညီလဲဆိုတော့နိုင်ငံတကာလည်းစောက်ကြည့်နေတာဒါပေမဲ့အခုကနိုင်ငံတကာစိတ်သွားပြီလေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ရဲ့အတုံးမကြမှုတွေကိုထောက်ပြလိုက်တဲ့ကရင်မကြီးရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာကိုကြုံခဲ့တဲ့ဒီငါးနှစ်အတွင်းမှာကိုဖေးဖေးဖေးချာကြည့်လိုက်ပါနော်ပထမတော့လိုက်ရင်ပထမအုံဆုံးလောက်တာဘာတူလဲဗမာပြည်သူလူထုတွေနော်ပထမမင်းအောင်လဲအကြံဖက်ဆောက်လို့တာဘယ်မျိုးလဲဗမာနေမြေမှာနော်တိုင်းရနေမြေမှာမဟုတ်ဘူးဒီရန်ကုန်မန္တလေးစကိုင်း မဟိုနေပြီးတော့မှာလက်တော်ကျောင်းထောက်တဲ့လူကိုမီးအောင်လန်ကဖမ်းပြတယ်စားပြတယ်ဗဒိတ်ကျင်းပြတယ်ဟိုဟိုစစ်ကြောရေးမှာရရဆက်ဆက်နော်စားပြဗဒိတ်ကျင်းတယ်နော်မီးအောင်လန်စိုက်တယ်မှာစစ်ဆက်ဆက်အဆိုးမျိုးပြန်လာလုံးလုံးရမလားဆိုတော့မီးအောင်လန်စ조사လာခဲ့တာနော်ဆိုတော့သူစ조사လို့မရအောင်နော်စ조사လို့မရတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးရဲ့သူဒီအန်ငူးကြီးအုပ်စုကလည်းနိုင်ငံရေးစောက်တော့မကြတဲ့ခါကျတော့မီးအောင်လန်ကလည်းအဖာစီပြီးတော့ အကွက်လက်လက်လေးကစားသွားတာနော်ဘယ်လိုပဲသူကစားကစားအဓိကကြောက်ပြော်ပြီးကိုလိုကိုသွားချင်တဲ့ Fairdale နိုင်ငံ Fairdale တမတော် Fairdale နိုင်ငံဆိုလို့ရှိရင်ပြည်နယ်ပေါင်စုပြည်ထောင်စုနော်ကရင်ပြည်နယ်ကရင်အုပ်ချုပ်ဗမာပြည်နယ်ဗမာအုပ်ချုပ်ရခိုင်ပြည်နယ်ရခိုင်အုပ်ချုပ်ဒီနယ်ပေါင်းစုပြည်တော်စုကျွန်တော်တို့လုံနိုင်မှာပြည်ပြည်တော်စုမြန်မာနိုင်ငံတော်ဆိုတဲ့เนาะအမှန်တကယ်ဖြစ်လာမယ်ပြည်နယ်ပေါင်းမနိုင်ဘဲနဲ့ပြည်တော်စုဘယ်လိုသွားဖြစ်မလဲအခု NUG ဆိုတော့သူ့ကိုယ်ကိုယ်သူ့ မလဲအမျိုးသားညီညွတ်ရေးအစိုးရနော်တိုင်းရင်းသားကိုစားပြုတ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအာမင်းအမျိုးသားညီညွတ်ရေးအစိုးရတော့မင်းဗမာအမျိုးကိုမှမင်းစီယုံမနိုင်ဘူးဟုတ်တော့ဟုတ်လားဘာကြောင့်စီယုံနိုင်မလဲစောက်ပြုတ်ပြီလေအန်ယူဂျီဆိုတာသူစား ဖွဲ့စည်းလာကြတဲ့ကမားနေတာဘာကြောင့်လဲဆိုတော့အကယ်၍သူဖဲတယ်နဲ့သူသွားမယ်ဆိုလို့ရှိရင်စကန်ဘဲချမ်းမှာပါတော်လို့ပါလေလို့ဆိုသူဖွဲ့စည်းစေအကြောင်းမရှိဘူး KSS နိမနိုင်ငံရေးဒီပါနဲ့ပတ်သက်လာတဲ့အဖွဲ့စည်းပေါ်ပွားလာကြောင်းနော်နိုင်ငံရေးဖိနေတာနိုင်ငံရေးထပ်ပမစီတာနိုင်ငံရေးဖင်ပိုက်သွားတာနော်ဒါကိုသိသိရင်နဲ့တမိသက်သက်ကိုဘိုးနဂါတို့သူတို့တွေကစော့ချင်တာဘိုးနဂါတို့က CRB ANUG မပေါ်လာကြတဲ့ကနော်စကန်နယ်မြေဗမာနယ်မြေမှာနော်ဗမာပြည်သူ ူထုတွေလူများဖို့ဗမာပြည်သူလူထုတွေစစ်မှန်တဲ့ဖဲတယ်ရေလွတ်လပ်ရေးကိုတွားရဖို့ဘွန်နဂါရိုးတွေကဥဆောင်ပြီးတော့သူမင်းလက်နဲ့နဲ့စက်ကဆောက်ကိုတော်လိုက်တာနောက်ဆိုတော့ဒီ NUG အုပ်စုကတို့ကိုတို့ငါတို့ကအမျိုးသားညီညွတ်ရေးအစိုးရနော်ငါတို့မစီလို့ရှိရင်တော့လုံးဝနော်လုံးဝလုံးလို့မရဘူးနော် နန်းချစ်မယ်ရလားတဲ့อืมချစ်လို့ရပါတယ်ရှင်ကျွန်မချစ်လို့ရပါတယ်ဘာမှဖြစ်ပါဘူးเนาะမြ냐ချစ်လကောင်းလေပေါ့เนาะအချစ်ခံချင်ပါတယ်เนาะချစ်လို့ရပါတယ်เนาะဒါပေမဲ့ပတ်စံလို့တော့မရပါတော့ချစ်လို့ချစ်လို့ရပါတယ်လူတွေကကိုယ့်ချစ်ရင်စင်တော့ကောင်းတာပေါ့เนาะအဲလူချစ်တာပဲလူချင်တယ်လေเนาะလူမုန်းတာကိုမလူချင်ပါဘူးချစ်လို့ရပါတယ်ရှင်เนาะอืม အဲ့ကြောင့်မလို့နော်စိတ်ဓာတ်မစမ်းနဲ့အားလုံးကတော့ချစ်ကြရမှာပဲ။ဘာကြောင့်ဆိုဒီတော်လည်းကျွန်တော်တို့ချစ်ချစ်ခင်ခင်နဲ့နေရမယ်။တိုင်းသာပေါင်းစပ်လူမျိုးပေါင်းစပ်ချစ်ချစ်ခင်ခင်နဲ့နေရမှာကျွန်တော်တို့ဒီကျွန်တော်တို့လိုချင်တဲ့ကိုပန်အုတ်ချုပ်ခွင့်ကိုပန်ပြတ်တက်ခွင့်ကိုကျွန်တော်တို့တွေကရမှာနော်။အဲ့တော့ချစ်ချစ်ခင်ခင်နဲ့နေကြပါ။မြများများချစ်နိုင်လေကောင်းလေပဲနော်။မမုံကြပါနဲ့ရှင်နော်။ချစ်နိုင်ကောင်းလေပဲ။အဲ့တော့အခုကျွန်တော်တို့မြန်မာနိုင်ငံကြီးကတွေ့တဲ့အတိုင်းပဲနော်။ဒီကျွန်တော်ပြောပြပြလေ။တော်မဲ့ဖက်တယ်လေကတကယ် မှန်ကန်ရလာပေါ့နော်အဲ့တော့သွားတဲ့ Federal ကမမှန်လို့ရှိရင်ဘယ်နိုင်ငံတကာမှာတော်တောင်းတော်တောင်းတော်တောင်းလို့မရဘူးဟုတ်လားအခု NGO သွားတဲ့ Federal ကဘာနဲ့တူတယ်ဆိုတော့ဟိုဘလောင်ပလဲဖြစ်သွားပြီလေနော်ခိုးမရတိမရလေနော်တို့ကကိုတို့အမျိုးသားညီညွတ်ရေးအစိုးရယာကြီးအစိုးရပဲရှိတည်တယ်တို့ကကိုတို့ငါမရှိမဖြစ်ဘူးငါမရှိနေလို့တဲ့သိကုန်မယ်ဆိုပြီးတော့တို့ကကိုတို့အထင်ကြီးနေကြတာနော် ဒါကြောင့်ဒီအတားကြောင့်အခုလိုမျိုးတော်နိုင်ရေးတွေလည်းနိုင်ငံရေးတွေလည်းနော်ဟိုဘယ်လိုပြောမလဲဟိုမရဒီမရဖိမရခေါမရဖြစ်သွားတာပေါ့နော်တို့တော့လေစိတ်ကြမကြနဲ့ကြောက်ကြပြီးဘိုလ်ချိုးထုံများနိုင်လို့မျိုးအေးအေးလို့မျိုးပြက်ပြက်တတလောက်ပါအေးအေးလို့မျိုးမမှန်ကန်ကန်လောက်ပါအေးအေးခေါင်းဆောင်လို့မျိုးနော်ပျော်တဲ့အတန်လောက်ပါနော်ကျောက်တို့ကဖဲတယ်လည်းမသွားချင်တာမဟုတ်ဘူးသွားချင်တယ်တို့တော့လေမင်းတို့တော့မဖဲတယ်လည်းတကယ်မှန်ရဲ့လား ကျမပြောပြီးခစ်အဆက်ဆက်ဘိုးဆော့အောင်ဆိုင်ခစ်တော်မှပင်လုံစာချုပ်ကတိကဟုစိတာမကဘူး။နော်ကြောက်တိုင်ပင်လုံရှိတော်မှဘေဘမမဟာလူမျိုးကြီးဝါဒတိုင်းဘေဘမဘမတိုင်းသားဒီဗလဲအာနာယူအာနာစင်ကလက်ခံခဲ့လို့လေမဟုတ်လားမင်းတို့လည်းလက်မခံခဲ့ဘူးလေပင်လုံစာချုပ်ကတိကဟုတော်မှမင်းတို့အကောင့်ထဲမဖော်နိုင်ခဲ့ဘူး။ဘာမဟုတ်တဲ့ဒီ2017မှာမင်းတို့သွားမဲ့ဖဲ့တယ်လေဆိုတာအန်နူးတီကယာကြီးအစိုးရဖြစ်ပြီးတော့နော်မြန်မာနိုင်ငံတနိုင်ငံလို့ကိုစားပြုတ်တယ် အမျိုးသားညီညွတ်ရေးအစိုးရလို့လည်းပြောတယ်ဗမာလူမျိုးတော်မှာစီရုံလို့မနိုင်ဘူးဘာဘာအစိုးရလဲအဲ့ဒါဟင်ဒါကြောင့်ကြောက်ပြောမယ်ဖဲတယ်လဲသွားမယ်ဆိုလေအဲနှင်းကြီးသွားမယ်ဖဲတယ်လဲရာလေနိုင်ငံရေးဥပဒေရေးဆွဲမနိုင်လို့ရှိရင်မိအောင်နဲ့ပြတ်ပေါင်းလိုက်ပေါ်တင်ပေါင်းလိုက်ပေါ်တင်ပြန်ပြီးတော့ဖင်ချလိုက်အချိတ်ဆွဲစမ်းမလို့တိုင်းရင်သာအခွင့်အရေးကိုတိုင်းရင်သာပေးတိုင်းရင်သာလုပ်ယူလိုက်မယ်တိုင်းရင်သာနဲ့မြန်မာတိုင်းရင်သာထိုင်လို့ရလို့ရှိရင်ညီတို့နဲ့အတူတူဖက်ဒရယ်သွားမယ် အဒီကမီတို့ကဘာမှပြင်းနဲ့ပေါ်ပေါအောင်မီတို့အရင်လုပ်ဘာမှပြင်းနဲ့အရင်ပေါ်ပေါအောင်လုပ်ဘာမှအီးကိုအရင်ပေါ်ပေါအောင်လုပ်မင်းအောင်လဲစတန်ဒတ်အာမင်ကိုမင်းတို့မလိုလားဘူးဆိုရင်အဲ့ဒီစတန်ဒတ်အာမင်ကိုအရင်ဖြိုချမင်းတို့အန်ယူဂျီရဲ့တမတော်တည်သူတမတော် EAO ဘောင်းနမှာဝင်ဖို့ဖက်ဒရယ်တမတော်ဖြစ်ပေါ်ဖို့မင်းတို့အရင်စူးစမ်းနော်မင်းတို့ရဲ့ EAO တမတော်ဖြစ်ပေါ်လာတဲ့နေ့မင်းတို့ရဲ့ဗမာပြည်နယ်ဖြစ်ပေါ်လာတဲ့နေ့ တိုင်းရင်းသားတွေကအာယူရည်ပဲမင်းတို့နဲ့အတူသွားမဲ့ဖဲ့တယ်လေလက်ခံမိတာပဲဒါမှမဟုတ်လောလောဆယ်ဆယ်မင်းတို့သွားမဲ့ဖဲ့တယ်လေမင်းတို့ဗမာပြည်နဲ့ပေါ်ပေါ်နိုင်အောင်လည်းမင်းတို့မစ조사ဗမာအီးရေကိုပေါ်ပေါ်နိုင်အောင်လည်းမင်းတို့မစ조사တကယ်မန်ကန်တဲ့ဘုန်းကားတို့သွားတဲ့လမ်းကြတော့မင်းတို့လက်ဖြူလက်တက်နီလန်မျိုးဆိုလက်ကြံကွဲပြဲအောင်လက်လုံးသူမြောက်ဖက်စီနမြင်ပြအောင်မင်းတို့တွေအမျိုးမျိုးဝါဒတွေလက်ဖြတ်မီဒီယာသမားတွေငါပြပက်ပက်ဆက်ဆက်ဘုန်းကားတို့ရဲရဲဆက်ဆက်ပြောအဲ့ဒါလားမင်းတို့ဖဲ့တယ်နိုင်ငံရေးအုပ်စုတွေ ဖော်မဲ့ဖက်တယ်မြန်မာနိုင်ငံကြီးဟွန်းပြောလို့စင်လည်းနာအောင်မယ်ဒါကြောင့်မလို့ကျောက်တော့တိုင်းသားလူငယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့အန်ဂျီအုပ်စုနဲ့ KN ယူအုပ်စုတော့တကယ်ယူနေသေးလားဘာကြောင့်လဲဆိုတော့မင်းတို့စတော့မကြကြောက်ငါတို့ရဲ့ပြည်သူလူထုတွေဒုက္ခရောက်တယ်ငါတို့ရဲ့လက်နက်ကန်လူငယ်တွေဒုက္ခရောက်တယ်မင်းတို့ကစတော့ကြားခဲ့မယ်ဆိုလို့စင်လေဒီတော်လိုက်ရေးပြရကြပြီကျွန်တော်ခဏခဏပြောတယ်မင်းအွန်လိုင်းဆိုတာလက်နက်ကန်တမလက်နက်ကန်ဆိုတာလက်နက်ကန်နေရာမှာပဲနေရမယ် နိုင်ငံရေးဝင်စောလို့မရဘူးလေအဲ့တော့မင်းကလည်းနိုင်ငံရေးဝင်စောနေတာနေလို့သိရပဲဘာကြောင့်နိုင်ငံရေးကိုနိုင်ငံရေးနဲ့မင်းတို့မဖြစ်စင်းမဲနဲ့စစ်အနိုင်အောင်တတ်စစ်နိုင်အောင်တတ်စစ်နဲ့နိုင်ငံရေးနဲ့မင်းတို့ဘလို့လို့တော်လို့ရမှာလဲဟင်စစ်ရေးကစစ်ရေးနိုင်ငံရေးကနိုင်ငံရေးမင်းတို့စစ်ရေးကိုနိုင်အောင်တတ်မယ်ဆိုရင်မင်းတို့မဖာရုံရှိလားမူကြီးစွာရုံရှိလားကာစီနိုရုံရှိလားမင်းတို့စီးပွားရေးရုံဘယ်နှရုံရှိလဲစစ်နိုင်အောင်တတ်ခိုင်းတာမင်းအွန်လိုင်းကြတော့နိပ္ပန်80ကျော်ပန်ဆန်ထားတဲ့ငွေရေးကျေးရေးအများကြီးပဲ စားမကုတ်သွားမကုတ်ဘူးအခုထိုင်းနိုင်ငံမှာ passport ကျဲလဲသူစားရတာပဲစင်ကာပူနိုင်ငံမှာ passport ကျဲလဲသူစားရတာပဲဒါနဲ့ဆိုသူမိသားစုတက်လို့လာပြီဒါမှမြန်မာနိုင်ငံရဲ့တန်ရန်စာတတိုင်းသားနေမြန်မာလက်ခုလက်စားတာမပါသေးဘူးအဲ့ဒါမင်းတို့စဉ်းစားရလားဟမ်ဒါကြောင့်မင်းအွန်လိုင်းကနိုင်ငံရေးကိုကစားနေပါလေဆိုမှပဲမင်းအွန်လိုင်းကိုနိုင်ငံရေးနဲ့မကစားပဲနဲ့လူငယ်လေးတွေကိုအသက်ပေးခံပြီးတော့ CEO စီရေကိုအရင်တဆင်နအောင်တဆင်နအောင်တမင်းစင်နအောင်တမယ်ဆိုလို့စင်မင်းတို့မှဟိုတိုက်ဖို့အတွက်ရော ready ဖြစ်ပြီလားလုံလော့ပြီလားပြင်ဆင်ထားပြီလားစီပြေဆောင်အတွက်တိုက်ခိုက်ရဲ့အတွက်မင်းတို့အစင်သေးဖြစ်ပြီလားအစင်သေးဖြစ်မှမင်းတို့ဖော်လေမင်းတို့လော့လေမင်းတို့အော်လေဆူမီဒီယာပေါ်မှာပဲဟိုဆွေနှွင်းဒီဆွေနှွင်းလမ်းပေါ်မှာပဲဟိုဆွေနှွင်းဒီဆွေနှွင်းမလုံနဲ့အချိန်ကုန်တယ်ဒီသူလူထုတက်ခတ်ရောက်တယ်ဒီသူလူထုဘွားတွေပြက်တယ်ဇာလာဒါကြောင့်နိုင်ငံရေးကိုနိုင်ငံရေးနဲ့တူအောင်ကစားလေအခုကနိုင်ငံရေးကိုနိုင်ငံရေးနဲ့တူအောင်ကစားပဲနဲ့နိုင်ငံရေးကိုကြွဲချီးပို့နဲ့တူအောင်သွားကစားတော့ နေလို့တွေလည်းဆော့ဆက်ခွဲတာပေါ့ဟုတ်တယ်မဟုတ်လားနော်ဒါကြောင့်ပြည်သူလူထုပြောတာလည်းနားစရာမလိုဘူးငါတို့ပြည်သူလူထုတိအမှန်တရားပဲပြောတယ်ခံနိုင်ရင်ခံမနှခံနဲ့လဲသေးလိုက်ဘာမှဖြစ်ဘူးနော်အာနာယူအာနာစင်တွေဆော့ဆက်မရှိတဲ့ကောင်တွေမင်းအွန်လိုင်းကအကြံဖက်တိတိနဲ့မင်းအွန်လိုင်းကိုဘာမှမလုံးနိုင်ပဲနဲ့မင်းအွန်လိုင်းကနိုင်ငံရေးကိုကစားနေမှလည်းကျွန်မနိုင်ငံရေးနဲ့မလုံးပဲနဲ့စစ်ကိုအကျင်အတိုက်ခိုင်းနေတယ်သူတို့တွေကသူတို့ဖိုးကြီးတွေကစစ်လည်းမတိုက်ရဲပဲနဲ့စနိုက်ပါလည်းမထမ်းနိုင်ပဲနဲ့ဗစပဲပြောနေကြတာအဲကြောင့်အစတည်းကငါပြောပြီးပြီလေ မောင်ချစ်သူတို့တင်ဝင်းတို့မုသောတို့ဒီနိုင်မောင်စောတို့ရန်နိုင်တို့ညီတို့ရက်ဒီ KNU ခေါဆောင် KNU ခေါဆောင်တို့တကယ်စစ်မျက်နှာဖွင့်မယ်ဆိုလို့ရှိရင်တကယ်သူတို့လောက်မယ်ဆိုလို့ရှိရင်စစ်ပြေဆောင်အတွက်သူတို့ကူညီရမှာစစ်ပြေဆောင်အတွက်သူတို့ကြိုတင်ပြင်ဆင်ပေးရမှာစစ်ပြေဆောင်အတွက်လည်းကြိုတင်မပြင်ဆင်ဘူးတိုက်ခိုက်ရေးအတွက်လည်းကြိုတင်မပြင်ဆင်ဘူးဖင်ပြဲမှပဲအော်ပြီးတော့လိုက်လောက်စားနေကြတာဘာထူလို့လဲဘာမှမထူတကယ်လောက်မယ်ဆိုအစားနဲ့ကျတော့ကြိုတင်ပြင်ဆင်ရမယ်နော်ကြိုတင်ပြင်ဆင်ရမှာကြိုတင်ပြင်ဆင်လို့နိုင်မှာ ဒီစီကိုစီနဲ့သူကတိုင်မနိုင်မကြိုတင်ပြင်စင်မရှိပဲနဲ့ဗစားနေပြောနေတာပဲပြီးလို့ရှိရင်တော်နိုင်အဖွက်စီရင်အားနေသွားအောင်စစ်ပြေဆောင်တဲ့အလူခံပေးရတာနဲ့နော်သူတို့ရဲ့ဒီဟိုစစ်သားအတွက်အလူခံပေးရတာနဲ့အချိုက်ကုတ်တယ်လေဟုတ်တယ်မဟုတ်လားဒါကြောင့်မင်းတို့ကရင်ပြည်နယ်မှာဘာမှပြည်နယ်မှာမင်းတို့အစိုးရဘာတောင်းရှိလဲစစ်ပြေဆောင်အတွက်တောင်းယူပေးလေတသိမ်မျိုးတွင်စစ်မှုထမ်းလူအယောက်သူများရဲ့လုံတိအုပ်ချုပ်ရေးမှုအချို့ဖမ်းဆီးခံရပြီးပြန်လွတ်ပြီး အေယာတုမြဒီတိုင်းပသိမ်မြို့တွင်လူငယ်များကိုဖမ်းဆီးကာအခြားဒေသများသို့စစ်မှုထမ်းဆတို့အဖြစ်ရောင်းစားသည့်အုပ်ချုပ်ရေးမှူးနှစ်ဦးကိုဖမ်းဆီးခဲ့တော်လဲပြန်လည်လွတ်ပြေးလိုက်ကြောင်းသိရသည်ပြီးခဲ့သည့်စက်တင်ဘာလ25ရက်နေ့ကပသိမ်မြို့အမှတ်၈ရက်ကွက်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းအောင်နှင့်ရက်ကျေးစာရေးတဦးအမှတ်30ရက်ကွက်အုပ်ချုပ်ရေးမှူးဦးအေးကိုတို့ကိုနေအိမ်တွင်ဝင်ရောက်ဖမ်းဆီးခဲ့တော်လဲ၃ရက်ကြာတွင်ပြန်လွတ်ပြေးခဲ့ခြင်းဖြစ်သည့် အမှတ်30အုပ်ကြီးကိုလာဖမ်းလုံကရှောင်သွားပြီးအခု ရုံးပြန်ထိုင်နေပြီးသူ့ကိုတိုင်ချင်ရင်မင်းအွန်လိုင်းကိုသွားတိုင်မရမယ်ဆိုပြီးစိန်ခေါ်နေတယ်ဟုရက်ွက်ဒေတာခန်တူးမှအေယာတူးမြတီတိုင်းကိုပြောသည် ဖန်စီခံရသည့်အုပ်ချုပ်ရေးမှူးများ၏လိုင်စင်မဲ့ကားများကိုရဲတပ်ဖွဲ့မှတင်စီသွားတော်လဲအမှုဖွင့်ထားခြင်းမရှိသေးကြောင်းပတိန်မြို့နယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးမှပြောသည့်အေယာတုမြဒီတိုင်းရှိရက်ွက်နှင့်ကြေးရွာများတွင်စစ်မှုထမ်းတင်တဲ့တက်ရောက်ပြီးရှေ့တန်းသို့ပို့ဆောင်ရာတွင်တေဆုံမှုများရှိလာသဖြင့်လိုက်ပါမည်သူမရှိသောကြောင့်အုပ်ချုပ်ရေးမှူးများကလူပွဲစားများနှင့်ပေါင်းကလူငယ်များကိုဖမ်းဆီးပြီးအခြားဒေသများသို့ရောင်းစားနေကြခြင်းဖြစ်သည် နေမြင့်ကြော်တာလေမီအွန်လိုင်းလက်နဲ့ကြည့်လာလာပြီးတော့နေမြင့်ကြော်တဲ့ခါကျတော့သူတို့တွေလည်းမီအွန်လိုင်းကိုသူတို့ပြောရမှာပဲဒါပေမဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံကပြည်တွင်းစစ်ပြဿနာလေပြည်တွင်းစစ်ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံတကာလည်းဝင်ဆောက်လို့မရဘူးเนาะအိနီနာချင်းနိုင်ငံလည်းဝင်ဆောက်လို့မရဘူးအတိကကျတော့မီတို့နိုင်ငံရေးခေါင်းဆောင်တွေကသူတို့သွားတဲ့နိုင်ငံရေးဥပဒေဘောလစီကမိုင်းကန်ရလားဖြူစင်ရလားရိုးသားရလားတကယ်ပြည်သူအတွက်လားတကယ်လူမျိုးအတွက်လားတကယ်ဒီမိုကရေစီအတွက်လားဆိုတာနိုင်ငံတကာလည်းစောင့်ကြည့်နေတယ်နိုင်ငံတကာလည်းစုံသပ်ပေးနေတယ်เนาะအခုလိုမျိုးခိုးစားလူစားနိုင်စားအဲ့ဒီဝဲယာရီဝဲကားတွေဝဲပြီးတော့ချမ်းသာတာမဟုတ်ဘူး နော်သူများနိုင်ငံမှာဆိုကြည်လားအစိုးရလောက်တဲ့လူဆိုကြည်လားနော်မိကြောင်းပဲတဲ့တိုင်းပြီးလဲမိဘယ်နိုင်ငံမှာကြောင်းပြီးလာလဲမိမဘာစီးပွားရေးစစ်လဲမိကဘယ်မျိုးဆက်ကလဲဆိုတော့သူများနန်းစကွန်ကအစသူများစစ်တာနော်ဒီကျွန်တော်မြန်မာနိုင်ငံလိုမျိုးဟုတ်စမတပ်ပြင်မတားတဲ့ခေါင်းဆောင်တက်လာတာဒီမင်းအွန်လိုင်းလိုမျိုးကျွန်တော်ခရီးရင်ခေါင်းဆောင်မျိုးစမတပ်ပြင်မတားပဲနဲ့ဟိုအစံဖက်ကျွတဲ့သမီးတွေစားအစံဖက်ပေးတဲ့ငွေတွေစားနေတဲ့လူတွေမဟုတ်ဘူးအခုထိုင်းနိုင်ငံမှာဆိုကြည့်လိုက်ခေါင်းဆောင်တူတူဖြစ်လာဖို့ကလေမနေ့ကြီးသူများစစ်စေရတယ်နော် မင်းကဘယ်ကြောင်ပြီးလာတာလဲဘာဘွဲတွေရတာလဲဘယ်နိုင်ငံမှာမင်းအတွေ့အကြုံရှိလာလဲဆိုတော့သူများစစ်ဆေးတဲ့တိလာကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးမဟုတ်ဘူးအကျံဖက်ပေးတဲ့ဘွဲနဲ့အကျံဖက်ရဲ့စနစ်နဲ့ not အဆိုရတဲ့ဘလဲဟိုဘလဲအပွင့်ရတာမဟုတ်ဘူးသူများနိုင်ငံမှာအပွင့်တပွင့်ရဖို့ကသူများစ조사ရတယ်သူများစာကြောင်းနဲ့တက်ရတယ်ကိုပန်လဲသင်ယူရတယ် ။ဒါကြောင့်သူများနိုင်ငံအစိုးရနဲ့ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရနဲ့ဆင်ရဲရင်နဲ့ကွာတယ်တွလား။သူများနိုင်ငံအစိုးရဆိုလို့ဆင်လေသူများအစိုးရဖြစ်ဖို့နမည်ကြီးဖို့ကိုယ်ပိုင်အရေးချင်းနဲ့သူများကြီးလာတာ။ဒီမြန်မာနိုင်ငံမှာရှိတဲ့အကြံဖက်ကောင်းနဲ့ဖိသွားခံပြီးတော့အစိုးရနဲ့နမည်ကြီးလာတာမဟုတ်ဘူး။သိလား။ဒါကြောင့်မြန်မာနိုင်ငံမှာရတဲ့ဘွဲတွေကြီးလိုက်။သူများနိုင်ငံမှာအိုက်ကားတွေလာဆေးရတယ်အဆင်မဲ့ရှိတယ်။တော်တယ်လို့ကျမတို့တွေကဘွဲမရလို့ဆယ်တန်းမအောင်လို့ကန်ကောင်လို့ကျမတို့တွေကငုံရှိသေးတယ်သိလား။ဒါကြောင့်တချို့လူဆိုဘွဲ၄၅ဘာသာရတယ်နော်။နောက်ပြီးတော့ဟိုအင်္ဂလိပ်စာလဲတတ်တယ်မြန်မာစာလဲ join တာပဲ။အိုးအမျိုးဆို join တယ်။နောက်ဆိုတော့သူများနိုင်ငံမှာ တလတတောင်းကျော်နဲ့အဲ့ဒါတွေလာစေးနေရတယ်အဲ့ဒါပဲကြည့်လိုက်လေမင်းအောင်ပေးတဲ့ဘွက်တွေမြန်မာနိုင်ငံစစ်အာဏာရှင်ပေးတဲ့ကျောင်းပညာအတိုင်းပေးတဲ့ဘွက်တွေဘာသောလို့ရလဲသောလို့မရဘူးတင်များနိုင်ငံမှာဆိုလို့ရှိရင်ကြည့်လိုက်ဘွက်ရတာလားတက်ကတိုးနော်မဟာဝိထီလိုင်းဒီတက်ကတိုးပဲလဲတက်ကတိုးပြီးလို့ရှိရင်တင်များနိုင်ငံမှာသွားပြီးတော့ကျောင်းသိနေတယ်ဒီလားအဲ့ဒီလိုမျိုးအမေနေလို့မြန်မာနိုင်ငံဘွက်တွေကတင်များနိုင်ငံမှာလာလာဟိုအဲ့ဒါလဲဆေးရတာနဲ့နော်တင်များဖင်လက်ဆေးရတာနဲ့အဲ့ဒီအဆင်ပဲဘယ်တော့ဆက်ဖို့ကောင်းလဲကြည့်လိုက်နော်ဒါကြောင့်မြန်မာနိုင်ငံကငါဘွက်ရတယ်ငါအင်္ဂလိပ်စာတတ်တယ်ဘာတတ်လဲဆိုတော့ကိုကိုကိုဂုံယူနေတယ် ဘယ်သူမှအထင်မကြီးဘူးမင်းတို့သိလားနော်မြန်မာနိုင်ငံမှာဟိုဘွဲရတဲ့လူတွေဆိုဒီကျမတို့နေတဲ့စတိကလေးဆိုလို့ရှိရင်ဆယ်နှစ်ပဲရှိသေးတယ်အင်္ဂလိပ်စာဆိုမွတ်နေတာပဲစာဆိုအိုဟိုကျွမ်းသလားမမေးနဲ့မြန်မာနိုင်ငံရတဲ့ဘွဲနဲ့တော့မှဟိုသူတို့ပြန်လို့မရဘူးသိလားဒါကြတဲ့နိုင်ငံနဲ့ကိုနိုင်ငံနဲ့ကလေပညာရေးကရေနဲ့စီနဲ့ကွာတယ်။အောက်ချောတဲ့ခေါင်းဆောင်တွေကလည်းရေနဲ့စီနဲ့ကွာလို့ဒါကြောင့်မို့နိုင်ငံကအခုလိုမျိုးပြက်စီးသွားတာ။ မဆိုင်ပါဘူး။နောက်အခုထလာတဲ့ဒီ air news ကြီးဆိုတာလေအခုချိန်ထိသူ့နိုင်ငံရေး policy လည်းမရှိဘူး။ဒါကြောင့်မင်း online ကတနိုင်ငံပြီးတနိုင်ငံတနိုင်ငံပြီးတနိုင်ငံ live သွား live see you live swing မင်း online ကအသာစီးပြီးတော့အခုလိုမျိုးရဲ့ဒီ air news အုပ်စုကတော့ဟိုလမ်းပေါ်မှာဆူမီဒီယာမှာပဲဖင်ရဲဖင်ပြအဖင်ဒီပြဲတာပေါ့နော်။ဟိုလက်စီရုံတာ။တကယ်တကယ်ကျတော့မင်း online လိုမျိုးဘယ်နိုင်ငံမှာသူတို့ live ဆီရုံလို့မရသေးဘူး။သူတို့ကိုယ်တိုင်ကဟိုစတပ်ပစ်ကပ်ပြီးတော့နော်ကိုပန်အတွေ့အကြုံအရေးချင်းလည်းမရှိဘူး။တိုင်းရင်းသားနဲ့မြန်မာလိုက်သွားပြီးတော့တိုင်းရင်းသားတွေအုပ်ချုပ်ဖို့ ကျွန်မပြောပြီလေအခု ANU ကြီးသွားမဲ့ဖဲတယ်လေဆိုတော့ဘာနဲ့တူလဲသိလား ANU ကြီးသွားမဲ့ဖဲတယ်လေဒါတော့ကချင်မှလည်းသူအုပ်ချုပ်ချင်တယ်ကယားမှလည်းသူအုပ်ချုပ်ချင်တယ်ရခိုင်မှလည်းသူအုပ်ချုပ်ချင်တယ်နယ်မြေတန်းကိုသူအုပ်ချုပ်ချင်တယ်ဒါပေမဲ့တိုင်းလားနယ်မြေမှာတော့တိုင်းကသူမပေးအုပ်ချုပ်သူပဲအုပ်ချုပ်ချင်တယ်ကရင်နယ်မြေမှာလိုက်သူတကြားယူမယ်ဗမာနယ်မြေမှာကချင်မှတော့သူတကြားယူမယ်ရခိုင်မှတော့သူတကြားယူမယ်နောက်ဆိုတော့သူမှဆက်ကြတော့ရှိမယ်ကချင်တကြရခန်တကြဟိုချင်းတကြမွန်တကြလောက်တကြအာသူငါကြရပြီသူအုပ်ချုပ်မယ် တိုင်းသားမှာတကြတကြပဲရတယ်အဲ့ဒါကြောင့်မလို့သူသွားမဲ့ဒီမိုကရေစီကဘာဒီမိုကရေစီလဲသူသွားမဲ့ဖက်ဒရယ်ဘာဖက်ဒရယ်အောက်နာရှိတဲ့လူကစိတ်တယ်ဒါကြောင့် NGO ကဘာကြောင့်ဗမာတိုင်းသားတိုင်းသားတချို့တွေကမထောက်ခံလဲသူသွားမဲ့နိုင်ငံကြီးကအဲ့ဒါလိုဖြစ်နေတယ်ဗမာတကြကရင်တကြမဟုတ်ဘူးဗမာဆက်ကြကရင်တကြဖြစ်နေလို့အောက်နာပါတဲ့တိုင်းသားတွေကစိတ်တယ်ဒါကြောင့်တချို့မြန်မာဗမာနိုင်ငံရဲ့ခေါင်းဆောင်တွေဆွေးနွေးသုံးသပ်တော့သွားနာထောင်ကြည့်လိုက်တကယ်ကိုမှမှန်ကန်တယ်နော် NGO ကဖက်ဒရယ်နဲ့သွားမယ်ဆိုလို့ရှိရင် ဥပဒေနိုင်ငံရေးကိုသူကပွင့်လင်းမြင်သွားစတယ်သူရေးဆွဲပြီးတော့ဗမာတစ်ချက်ကရင်တစ်ချက်သူလောက်ရမှာသူကိုယ်တိုင်ကဗမာပြည်နဲ့ပေါ်ပေါက်သူရင်လောက်ရမှာဘာလို့ကရင်မှာကရင်ဆိုရစီတယ်ကချင်မှာလည်းကချင်ဆိုရစီတယ်ရခိုင်မှာလည်းရခိုင်ဆိုရစီတယ်ကရင်မှာလည်းသူ့နဲ့နဲ့ကန်စီတယ်ကချင်မှာလည်းသူ့နဲ့နဲ့ကန်စီတယ်ရခိုင်မှာလည်းသူ့နဲ့နဲ့ကန်စီတယ်ဒါမှမမြင်မှာဗမာမှာပဲသူတို့မှာလက်နဲ့ကန်အဖွဲ့စီမရှိဘူးအဆိုရမရှိဘူးပြည်နဲ့မရှိဘူးဒါမှမဟုတ်သူတို့လို့ချင်တဲ့ဖဲတဲ့ကြတော့သူတို့ဆက်ကြတိုင်းတာကြတဲ့သူပြင်မှာဒါကြောင့်ဘယ်သူမှလက်မခံဘူး ဒါကြောင့်သူတို့သွားတဲ့လမ်းစီမှာလို့မင်းအောင်လန်ကသဘောကျတာမင်းအောင်လန်ကအဖြစ်တင်လို့မရဘူးနော်အခုတော်လန်ရေးကြသွားတာတော်လန်ရေးဒီလိုမျိုးစုပ်ပြတ်သသွားတာကမင်းအောင်လန်ကြောင့်မဟုတ်ဘူးအန်ယူဂျီကြောင့်အန်ယူဂျီစောက်တော့မကြကြောင့်အန်ယူဂျီစောက်ဆက်တရားမရှိကြောင့်အန်ယူဂျီရဲ့အတွေ့အခေါ်မာယွင်ချက်ရှိကြောင့်ဒါကြောင့်အခုလိုမျိုးတော်လန်ရေးကစုပ်ပြတ်သသွားပြီးအစနေပြန်ဆားရတာပါရှင်လက်ခံနိုင်မှလက်ခံလက်မခံနိုင်သွားသိလိုက်ကြမှာပြောတယ် 多费来，多费家来，咋啦？多费家阿个老，我们来么看？喏，大家单人那里别点了没有？个人了来别点了没有？一看你来别点了没有？把咱来费的来说，比你帮助比多数。爸妈的咋个人的咋？爸妈的咋一看的咋？爸妈的咋个钱的咋？费的来说，比你的帮没？没爸妈比你没事，没把那多帮嘞。单人那里嘛，没比你那汤米了。 မင်းကစဲကြယူတိုင်းသားတွေကြပဲပေးမယ်ဆိုဘာဖဲတယ်ထင်မလဲတရားမြတ်တာမှုမရှိတဲ့ဖဲတယ်ဘယ်သူကလက်ခံမလဲကျောင်းတို့လိုချင်တရားမြတ်တာမှုစစ်မှန်တဲ့လူလာရေဒီမိုကရေစီမမမကန်တဲ့လမ်းစဉ်မဟုတ်ဘူးနော်အဲ့ဒါကြောင့်အန်ယူဂျီလော်ဘီမာလော်ဘီတီတွေဘာကြောင့်မလို့အန်ယူဂျီဘိုးနဂါကိုမထောက်ခံတာလဲ ဘုန်းကနဲ့မပေါင်းနိုင်လေဘုန်းကကသူသွားတဲ့ license ကမိုင်ကန်လို့စီမိုင်လို့တရားမြတ်တမှုရှိလို့ဗမာတချက်ကရင်တချက်ဗမာတချက်ကချင်းတချက်ဖြစ်လို့မင်းတို့ energy ကမကြိုက်တာလေအဖေကစင်းစင်းနေပဲဒါတော့မတချို့နားမလဲသေးဘူးမစင်းသေးဘူး energy မစင်းဖေးကြမယ်ကောင်းတယ်သွားသိလားကျွန်မပြောတယ်ဟောအဝေးစီးတွေမှာသွားသိလိုက်ကို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 လပင်ကြိုးဆွဲပြီးတော့သွားဖေးကြလိုက်မဖသွားပေါ်ကြလိုက်ပိုးပြီးတော့ကောင်းသေးတယ်နော် အကြောတတိထားနော်လောက်ကကြောက်ပြောပြီးအခုထားနိုင်ငံဆိုတာတော်ရဝိုင်းနေနေနဲ့ထိုင်းတွေကမင်းအွန်လိုင်းကိုကူညီပေးတယ်သိလားအဲ့ဒါကိုတတိထားစီပြေဆောင်ကြတော့လူသားစာနာ site ရှိတဲ့အတွက်ကြောင့်တို့တွေကလူသားစာနာ site ရှိတော့တို့တွေကကူညီရမှာပဲ။ဒါပေမဲ့နိုင်ငံရေးရသူကပြက်ပြက်သားသားတို့လောက်တာနော်။အခုတွေ့လား။ထိုင်းနိုင်ငံမှာနေတဲ့အနင်အစိုးရအဖိုးကြီးတို့မှပြန်လာတရုတ်ဆောင်လာ။သူများသူ့ကိုအခုဖန်ဆီးနေပြီလေ။အနစ်အထောင်တန်တနည်းနေရပြီလေ။သူတို့မှဘယ်ဘယ်နိုင်ငံမှာတော်တော်သူပြေမလို့ဘူးတွေ့လား။ ူအမားကြီးတယ်လေသူလိုက်တယ်လေသူလိုက်တော့သူပြင်မလို့လေဟိုးလင်းချက်ကွေးသွားတယ်သူများခန်းလာမယ်သူအဲ့ဒါပဲကြည်လားပက်ဆက်ဘလောက်ပဲမြန်ရထုဘလောက်ပဲကြည်ကြည်မင်းလိုက်မင်းပြင်မလို့ဘူးထမ်းဆိုတာတရားမြတ်တတ်မှုသူရှိတယ်နော်နိုင်ငံရေးကိုသူနိုင်ငံရေးအကွက်နဲ့သူတိတိကျကျသူလုပ်တယ်ဒါကြောင့်မင်းအောင်လားသူနိုင်ငံလာတာသူဖန်လို့မရဘူးဘာကြောင့်လဲဆိုတော့အဲနူးကြီးမှာတိုင်းသားရက်ကိုစာပြုတ်မဲ့နိုင်ငံရေး policy မစိလို့သူလောက်လောက်လာမပြတ်ပါလို့အဲ့အကြောင်မလို့ထိုင်နေသူ့ကိုလက်မတွေ့ရဲ့ ဒါကြောင့်မြေအောင်လာထိုင်နိုင်ငံမှာလာနေတော့အော်လေဖမ်းစီဖမ်းစီဘယ်သူကသွားဖမ်းမှာလဲမြေအောင်လာဖမ်းဘယ်သူကတောင်းယူမလဲမျိုးနိုင်ငံဒီတော့ပြစ်ပကြတာဘယ်သူတောင်းယူမလဲအခုအမေစုမြေအောင်လာဖမ်းထားတယ်တမန်တော်ဝင်မြေအောင်လာဖမ်းထားတယ်နော်အော်ဘလာပဲအော်အော်မြေအောင်လာမလွတ်လားမြေအောင်လာမလွတ်တဲ့အဖြစ်နိုင်ငံတကာကအစိုးရနေတော့မှလာလာကြည့်လို့မရဘူးလာတွေ့လို့မရဘူးလေအဲ့ဒါနင်တို့မတွေ့ဘူးလားမြေအောင်လာကသူပေါ်တယ်ပြတ်သားတယ်သူလောက်တယ်ပြောတော့သူလောက်တယ်ဒါကြောင့်နိုင်ငံတကာကိုလေးစားတယ်ထောက်ခံတယ်နင်တို့သိလားဒါကြောင့်အခုထိုင်းနိုင်ငံမှာကြည်တဲ့ထိုင်းအစိုးရ ဒီထဆင်းဆိုကြည့်လိုက်သူလိုက်တာပေါ့ကုန်လို့သူဘယ်နိုင်ငံမှာသွားလို့မရဘူးပြတ်သားတယ်နော်ထိုင်ရပြတ်သားတယ်သူတို့လောက်တာဟိုအခုမြန်မာနိုင်ငံကမီအောင်လိုက်ထောက်ခံရမလားအန်နူးကြီးကိုထောက်ခံရမလားဘယ်သူမှမတောင်းယူတောင်းခံမရဲကြဘူးအန်နူးကြီးကလည်းလက်ခိုးလိုက်စာမီအောင်လိုက်ကသူမခိုးဘူးမီအောင်လိုက်ကနိုင်ငံတကာကိုသူမခိုးဘူးနိုင်ငံတကာမှာသူပြည်သူတို့သူတို့ကမပေးဘူးသူလို့ချင်တဲ့အာနာစစ်စနစ်ကိုသူတောင်းလာသူပုလိလေးသူတောင်းလာ အဲ့ဒါမျိုးသိလားအေးဒါကြောင့်အခု time မှာဆိုလို့ရှိရင်ဒီ earning ကောင်းဆောင်ကိုတာကမင်း online အာနာ5နာပိုင်းသူပြက်လာတယ်တွေ့လားသူသရုပ်ဆောင်ကြတဲ့အမျိုးမျိုးပဲကာစီနိုထိုင်းနိုင်ငံမှာတရရွေးအောင်သူလုပ်ဖို့ကာစီနိုကိရင်နဲ့စတဲ့ရွေးအောင်သူလုပ်ဖို့ KNU နဲ့ ANU ကြီးနဲ့သူညှိပြီးမအောင်မိဘူးဘာကြောင့်လဲမင်း online သိသွားတာမင်း online သိလို့ပဲအခုလိုပဲမင်း online ကစားသွားတာအဲ့ဒီ earning ကောင်းဆောင်ဆိုတာလေအဲ့ကျင်တော့ဒီဒီ coming ကောင်းဆောင်နဲ့သူငွေချင်းမင်း online နဲ့သူငွေချင်းပဲ ဒါမဲ့နောက်ဆိုတော့အခုတို့အလုတ်လောက်တာဟိုဘို့တို့ဒီလူကလိုက်တယ်လေလိုက်တဲ့ခါကျတော့သူ့လက်ညမှုတွေပေါ်သွားတာဒါကြောင့်သူ့သူ့နိုင်ငံတော်မှာသူ့ကိုလက်မခံတဲ့အဖြစ်ထွက်ပြေးဖို့သူထွက်ပြေးလူလာမလူဘူးအဲ့ဒါပဲကြည့်ခန်းဆိုတာသူ့နိုင်ငံရေးကစားလာပြတ်တယ်နော်ပြတ်တယ်သူကဒီမိုကရေစီတပိုင်းစစ်ဒီစအနာပန်တပိုင်းဖြစ်ပေမဲ့လေသူ့မှာလူသားစာနာတဲ့စိတ်ရှိတယ်လူသားအတွက်ကိုသူကိုချင်းစပေးတယ် ါကြောင့်မင်းအောင်နိုင်ငံကနိုင်ငံရေးကစားတဲ့အတွက်ကြောင့်မလို့မင်းအောင်နိုင်ငံရဲ့နိုင်ငံရေးကစားကွက်ကိုသူကထောက်ခံတဲ့အနေနဲ့ဆွဲဝါတဲ့နေလည်းသူကူညီပေးတယ်။စီပြေဆောင်မှာကြောင့်လူသားစာနာတဲ့အခွင့်အရေးနဲ့သူတို့ကကူညီပေးတယ်။ဒါကြောင့်ဆိုထန်းဆိုအမေရိကန်လက်အောက်ခံအဖွဲ့စည်းနိုင်ငံနော်ဒီမိုကရေစီတရားအရာခံတို့မရတော့လဲသူတို့မှကြတော့ဒီဒီမိုကရေစီရဲ့အနှစ်သာလကိုဥဆောင်တဲ့ခေါင်းဆောင်တွေကသိတယ်။ဂျာလား ်ဒါကြောင့်သူများနိုင်ငံမှာဘယင်ရှိတဲ့ဘယင်ရှိတဲ့ကကျွန်တော်တို့ဘာမှလုပ်လို့မရဘူးကျွန်မပြောတယ်တိလာဒါကြောင့်မလို့မင်းအောင်လည်းသူများနိုင်ငံမှာအကျန်းလာဖဲတာမဟုတ်ဘူးသူ့နိုင်ငံမှာပဲသူအကျန်းဖဲတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ပြည်တွင်းပြဿနာမင်းတို့ရှင်းမင်းအောင်လည်းစန့်ကျင်ဘက်ဖြစ်တဲ့ဒီအန်နူးကြီးကစောက်ပေါ့ဘလောက်ကြလဲအလောက်ကိုဘလောက်ဒီအပြောနဲ့အလောက်နဲ့ကိုက်ညီလဲဆိုတော့နိုင်ငံတကာလည်းစောက်ကြည့်နေတာဒါပေမဲ့အခုကနိုင်ငံတကာသိသွားပြီလေ ဒီကောင်တွေကပြည်များနိုင်ငံမှာလာပြီးခိုးတဘိုးလောက်တဲ့ပြည်သူလူထုငွေရေးကြေးလိမ်ညာစားတယ်။မင်းအွန်လိုင်းကတော့နိုင်ငံတကာမှာသူများပြည်သူလူထုငွေသူမလိုက်ဘူး။ तू ရသင်းတဲ့ဒီ passport ကျေလာပဲ तू စားလာ။ तू နိုင်ငံသားတဲ့သူများနိုင်ငံအလုပ်လာလုပ်တယ်ဆိုတာ तू ရဲ့မြန်မာနိုင်ငံတော်ရဲ့ visa visa အစအောင်နဲ့သူများလာတာနေ။အဲ့ဒါကြောင့်သူများသုံးနေရတာနေ။သူရဲ့မြန်မာနိုင်ငံတော်ရဲ့ design တဲ့သူများသုံးရတဲ့အတွက်ကြောင့်မလို့သူကအခွင့်ရေးတောင်းစားလို့ကြတယ်။စီးမကြော်ဘူး။ဘောင်ထမသူနေတာ စင်းပြီလားပေးအဲ့ဒါကြောင့်မင်းတို့အန်နူးကြီးကဘယ်လိုဆော့တော့ကြားတယ်ဆိုတာပြန်စဉ်းစားအစားတွေကျုပ်ပြုတ်ပြီမင်းတို့အန်နူးကြီးကအတေကထန်းကိုအရင်ပေါင်ရမှာတွဲရမှာမင်းတို့ထန်းကိုပေါင်နိုင်မယ်ဆိုလို့ရှိရင်မင်းတို့အသက်အပါစီပဲမင်းတို့နိုင်ငံရေးအောင်မြင်မှာအခုကထန်းကိုမပေါင်နဲ့ဟိုဒုတိယတတိယနိုင်ငံမှာသွားပြီးတော့ဒီမိုကရေစီဒီမိုကရေစီသွားအောင်သွားတောင်းပြီးတော့အမေစုပေါ်ပြလိုက်ဟိုပေါ်ပြလိုက်ဒီပေါ်ပြလိုက်နဲ့အပြောနဲ့အလုံးမကိုက်ဘူးဒါကြောင့်နိုင်ငံတကာလည်းမင်းတို့ကြည့်ပြီးတော့စက်သက်ရထားပြီးတော့ မပါဝင်ရဲဘူးအဲ့ဒါကြောင့်မလို့မင်းအောင်လန်ကတော့ဘောင်မကြော်ဘူးလေသူများနိုင်ငံမှာဆိုတော့စီးနကန်နဲ့သူလုပ်တယ်လေသူ့နိုင်ငံမှာမဲ့သူဘောင်ကြော်တာဘာဖြစ်လဲတီတွေစီတီတွေစီတီတွေစီနဲ့သူ့ကိုငါလုံးမှာ